တနင်္လာရီတိုင်းထိုင်းမြန်မာနယ်စပ်မှာရှိတဲ့မောတော်မြို့မှာမြို့တိန်တိုက်ပွဲကြောင့်နေရဆွန့်ခွာထွက်ပြေးနေရတဲ့စစ်ဆောင်1800ကျော်အတွက်နေရထိုင်ခင်းနဲ့စေဝါအကူအညီတွေလိုအပ်နေတယ်လို့သိရပါဗျ။ပြီးခဲ့တဲ့နိုဝင်ဘာလတရက်နေ့ကလေးကမောတော်မြို့အဝင်ဂိတ်ကိုစစ်ကော်မရှင်တပ်တွေဘက်ကပိတ်ချလိုက်တဲ့အချိန်ကစပြီးမြို့ဝဒေတာခန်တွေအပါအဝင် အနီးဝန်းကျင်ကြီးရွာဆေးရွာကဒေတာခန်တွေဟာနယ်စပ်မှာရှိတဲ့ထိုင်းနိုင်ငံပရာချွတ်ခရိုင်နီကိုထွက်ပြေးတိမ်းရှောင်နေရတယ်လို့ဆိုပါတယ်။ အခုလက်ရှိမှာတော့ဒေတာခန်တွေဟာထိုင်းမြန်မာနယ်စပ်မှာတိမ်းရှောင်နေရပြီးဆောင်းရာတွေဖြစ်တာကြောင့်အမိုးအကာဆောင်းချင်အောင်လက်အိတ်ချိန်နဲ့အနှွေးထည်တွေလိုအပ်နေတယ်လို့စစ်ဆောင်ရေးကုညီနေသူတို့ကပြောပါတယ်ယာဒီကူပြောင်းမှဖြစ်လေရှိတဲ့ယာဒီတုတ်ကွေးကြောင့်ဆေးဝါးနဲ့အငံဓာတ်ပါတဲ့ဓာတ်စားတွေအပြင်ဆစ်ဆောင်တွေထဲမှာမွေးကင်းစကလေးငယ်တွေလည်းပါဝင်လာကြောင်းနှုံမုံနဲ့ကလေးသုံးဆောင်ပစ္စည်းတွေလည်းလိုအပ်နေတယ်လို့ဆစ်ဆောင်ရေးကူညီသူတို့ကဆက်ပြောပါတယ်။ ထိုင်းအနာပိုင်တွင်အနေနဲ့လဲစစ်ဆောင်တွေအတွက်ထမင်းမှုပို့ဆောင်ပေးတာအပြင်အိမ်သာနဲ့ရေချိုးမဲ့နေရာတွေကိုလည်းဆောက်လုပ်ပေးနေတယ်လို့သိရပါဗျ။ကိုလိုင်းရင်တက်တွေအနေနဲ့မောနောင်မြို့ကိုတိုက်ပိုက်ထားပြီးပေမဲ့စစ်ကော်မရှင်တက်တွေဘက်ကလေကြောင်းတက်ခိုက်မှုအဆက်မပြတ်လှုပ်ဆောင်နေရတာကြောင့်ဒေသခံတွေအနေနဲ့နေရမပြောင်းနိုင်ဖြစ်နေတယ်လို့လုံခြုံရေးအရအမည်မဖော်လို့လူစစ်ဆောင်တအုပ်ကပြောပါဗျ။ တနင်္လာနေ့တိုင်းအတွင်းမှာတိုက်ပွဲနဲ့လေကြောင်းတိုက်ခိုက်မှုတွေကြောင့်စစ်ဆောင်ဦးရေ1800ကျော်အထိရှိလာခဲ့ပြီးစစ်ကော်မရှင်တပ်တွေဘက်ကစေဝါနဲ့ရိတ်ခါတည်ယူခွင့်ကိုကန့်တတ်ထားတာကြောင့်စစ်ဆောင်တွေအနေနဲ့အခက်အခဲတွေရင်ဆိုင်နေရတယ်လို့ FF5 တနင်္လာရီရဲ့ထုတ်ပြန်ထားချက်တွေကသိရပါဗျာ။